20နှစ်ရာစုမှာ လူတွေဘလောက်အထိအသက်ရှင်နိုင်မလဲယခုလိုဤပညာတွေအလင်းမြစွာတိုးတက်လာနေတဲ့ခေတ်မှာလူတအုပ်ရဲ့တက်တန်းဟာတရာစုအထိရှိလာနိုင်နေဆိုရုံလား20နှစ်ရာစုမှာဆိုရင်ရောဘယ်လိုဖြစ်လာမယ်ထင်လဲယနေ့ခေတ်လူသားတွေရဲ့ပြည်မြအသက်ဟာအနည်း90ဝန်းကျင်ဖြစ်ပြီးအနာဂတ်ကာလ20နှစ်ရာစု2100တခုနှစ်မှ2200ခုနှစ်တွေအတွင်းမှာတော့လူတွေရဲ့ပြည်မြတက်တန်းဟာတိတိတသာတိုးလာနိုင်တယ်လို့ခန့်မှန်းချက်တွေများစွာရှိလာပါတယ် ခံမှန်းချက်တွေအရ2200ပြည်နှစ်တွေမှာလူတွေရဲ့ပြည်မြတ်တတ်တန်ဟာနှစ်တရာဝန်းကျင်အထိရှိလာနိုင်တယ်လို့ဆိုပါတယ်။ယနေ့ခေတ်မွေးဖွားသူတွေက၃ပုံ၄ပုံညီပါဟာလဲ၂၀နှစ်အရစုကိုမြင်တွေ့ကြရလိမ့်မယ်လို့ခံမှန်းထားကြပါတယ်။သိပ္ပံနဲ့ဤပညာတွေအရာလဲလူသားအသက်ရှင်ကိုတိုးမြင့်လှုပ်ဆောင်လာကြပြီ၂၀နှစ်အရစုဝင်းချင်းမှာလူတအူးဟာအနှစ်၁၂၀မှ၁၅၀အထိအသက်ရှင်လာနိုင်တယ်လို့ခန့်မှန်းထားကြပါဗျ မိမိရဲ့ဒီအန်ဒီအခြေအနေပေါ်မူတည်တဲ့ကိုပိုင်စီဝါတွေဖန်ကြည့်ခြင်းယောဂကာကွယ်ရေးစေပညာဆယ်အသစ်ပြန်လဲထုတ်လုပ်ခြင်းစတဲ့ဤပညာများကိုအသုံးပြုပြီးလူသားတွေရဲ့တက်တန်းကိုပိုရှိအောင်လှုပ်ဆောင်နိုင်လိမ့်မယ်ဆိုပြီးခန့်မှန်းထားကြပါတယ်။အိုမင်းရုံမှုကိုကုသနိုင်မယ့်နေရာများလဲ2036ခုနှစ်ခန့်မှာပေါ်ထွက်လာနိုင်တယ်လို့ခန့်မှန်းထားကြပြီးအသက်ရှိခြင်းအပြင်ကျန်းမာစွာအသက်ရှိခြင်းကအရေးကြီးတာကြောင့်ယောဂဗယကင်းရှင်းစွာနဲ့အသက်ရှင်နေထိုင်နိုင်ဖို့ကိုပိုကယူဆိုင်ပြင်ဆင်နေကြကြောင်းလည်းသိရပါတယ်။ ပြောရမယ်ဆိုရင်တော့20မိရာစုမှာ လူတွေရဲ့တက်တန်းဟာလက်ရှိတပ်ပုံမအသက်ရှည်လာကြမှာဖြစ်ပြီးကျန်းမာရေးစောင့်ရှောက်မှုနဲ့ဒီပညာဆိုင်ရာတိုးတက်မှုများရဲ့အကူအညီကြောင့်ဖြစ်တယ်လို့ခန့်မှန်းချက်တွေအရသိရပါဗျ။